ဒီတစ်ခါကျွန်တော်တို့ဘန်ကောက်မှာငလင်ဖြစ်တဲ့အခါမျိုးမှာဆိုလို့ရှိရင်လည်းပဲကျွန်တော်လည်းတစ်ခါမှမကြုံဘူးဘူးအဲ့လိုမျိုးဖြစ်တဲ့အခါမျိုးမှာကျွန်တော်တို့အထက်အမြင့်ကြီးကနေပြီးမှမမြန်လေးပြေးဆင်းလာခဲ့ကြတယ်အဲ့လိုပြေးဆင်းလာခဲ့ကြတဲ့အခါမျိုးမှာဆိုရင်လည်းကျွန်တော်တို့ဘာယူရမလဲဘာလုပ်ရမလဲအဲ့ဟာကျွန်တော်တို့လည်းမသိတော့ဘူးပေါ့နော်ဖုန်းတစ်လုံးပဲရအောင်ယူပြီးမှဆင်းလာကြတယ် ဆိုတော့အခုဒီနောက်ပိုင်းမှာကျွန်တော်တို့တွေကဘာလို့ရမလဲဆိုရင်ကြိုတင်ပြီးမှပြင်ဆင်မှုလေးတွေရရှိထားရမှာပေါ့နော်နိုင်ငံခြားမှာရောက်နေတဲ့သူတွေပေါ့နော်ဆိုတော့အော်ကိုကိုတိုင်းကဩဘယ်လိုမျိုးပြင်ဆင်မှုလေးတွေလောက်ကြလဲပေါ့ဒီဒီကိုနည်းနည်းလေးပြောပြပေးကြည့်ပေါ့နော်ဆိုတော့ဒီဒီအခုပြင်ဆင်တဲ့ပုံစံမျိုးလေးတွေဒီပြောပြပေးမှာပေါ့နော်ဆိုတော့ဒီက8တခုအဲ့လိုမျိုး8တခုကျွန်တော်ယူထားတယ်ဟုတ်ပြီနော်ဒီ8 အဲ့ထဲမှာကျတော့ကျွန်တော်ဗားရီထည့်ထားတာလဲဆိုလို့ရှိရင်နံပါတ်1ကကျတော့အရေးကြီးဆုံးကဗားလဲဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ passport 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 ကတော့အရေးကြီးဆုံးပဲဆိုတော့ဒီရဲ့ passport ကိုအဲ့ဒီရဲ့အဲ့ထဲမှာအာထည့်ထားပြီပေါ့နော်နောက်တစ်ခုကကျတော့ဘာလို့လဲဆိုလို့ရှိရင် passport ကကျတော့ကျွန်တော်တို့တရုတ်လို့ဆိုလို့ရှိရင် who ကြောက်လို့ခေါ်တယ်နော် who ကြောက် who ကြောက် okay နောက်တစ်ခုကကျတော့ကျွန်တော်တို့ဘာလဲဆိုလို့ရှိရင်အာ power bank power bank ကလည်းလိုအပ်တယ် ဘာဖြစ်လို့လဲဆိုတော့အာကျွန်တော်တို့တခါလေကြာရင်မိတွေပြတ်သွားတတ်တာမျိုးတွေရှိတယ်အဲ့ဒါကိုကြိုတင်ပြီးတော့ကျွန်တော်တို့ကာကွယ်လို့ရအောင်လို့ပါနော်ဆိုတော့ကျွန်တော်ပါဝါဘန့်လို့ရတယ်ဒီရဲ့ပါဝါဘန့်ကတည်ရလို့ဆိုလို့ရှိရင်ချုံတည့်ပေါက်လို့ခေါ်ပါတယ်ချုံတည့်ပေါက်โอเคနော်ချုံတည့်ပေါက်โอเคနောက်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဖုန်းကျွန်တော်ရဲ့ဖုန်းဖုန်းလို့ရတယ်နော်ဖုန်းဖုန်းဆိုတာကျတော့ဆိုကြီးလို့ခေါ်ပါတယ်ဆိုကြီး 手机ဖုန်းနဲ့လိုတယ်နောက်ပြီးရင်ဘာလို့သေးလဲဆိုလို့ရှိရင်ကျွန်တော်အာတွင်ကျိုအာတွင်ကျိုဆိုလို့ရှိရင်充电线充电线充ဆိုတာကကျွန်တော်ခြာခြင်းလို့တာ电充电ဆိုတာခြာခြင်းလို့တာ线ဆိုတာကျို OK เนาะပြီးရင်充电头အာ插头လို့လည်းခေါ်တယ်ဒီကောင်လေးကိုကျွန်တော်တို့တွေက အာဒီအရေးကြီးတဲ့မိရဲ့စာရွက်စာတမ်းတွေအဲ့လိုမျိုးတွေကိုဒီအိတ်ထဲမှာတခါတည်းကျွန်တော်တို့ထည့်ထားမယ်နော်နောက်တစ်ခုကကျတော့ဗာလဲဆိုလို့ရှိရင် cash ဒီဟာနော်ကြီးချံပတ်စံလေးကိုကျွန်တော်တို့ရာထည့်ထားမယ်နော် cash လေးတွေကျွန်တော်တို့ထည့်ထားမယ်အခုကျွန်တော်ပြောနေတာကကျတော့နိုင်ငံခြားမှာရောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ဘယ်နေရာမှာပဲရောက်နေတဲ့သူတွေပဲဖြစ်ဖြစ်ပေါ့နော်အရေးကြီးတဲ့အခါမျိုးမှာဆိုလို့ရှိရင် ီဒီလက်မျိုးပေါ့နော်ဘာယူရမလဲအဲ့လိုပုံစံမျိုးမဖြစ်စေရအောင်အခုကတည်းကနေပြီးမှဒါလေးတွေလှုပ်ထားဖို့ရာအတွက်လိုအပ်ပါတယ်နောက်တစ်ခုကကြတော့အာအရေးကြီးတယ်ကိုတောက်တုံးနေကြစေးဝါးလေးတွေပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းအရေးကြီးပါတယ်ဓာမျိုးတွေထည့်ထားဖို့ရာအတွက်လိုအပ်ပါတယ်ဒါကကြတော့ဒီဒီကိုတိုင်အခုပြင်ဆင်ထားတဲ့ပုံစံလေးတွေပဲဖြစ်ပါတယ်အခုကြည့်နေတဲ့သူတွေအခုတရုတ်စာတင်နေတဲ့သူတွေကတော့ 第一个 emergency 在紧急情况，你们预备些什么呢？အဲ့တော့အဲ့လိုမျိုးအချိန်လေးမျိုးဖြစ်လာတဲ့အခါမျိုးမှာဘာတွေများအစင်းသင်းလောက်ထားတာမျိုးတွေရှိလဲဘာတွေများထပ်ပြီးတော့ကြိုလောက်ထားတာမျိုးတွေရှိလဲဒီဒီကို comment မှာလည်းရေးခဲ့ပေးပါဦးเนาะတယောက်နဲ့တယောက်ကတော့တူမှာတော့မဟုတ်ဘူးပေါ့เนาะအဲ့တော့ဆိုတော့ဒီဒီလည်းသိချင်တယ်ဘယ်လိုမျိုးပြင်ဆင်မှုလေးတွေလောက်ထားတယ်လဲဆိုတာဟာလေးတွေကိုတခြားလောက်ပြောပြပေးပါအောင် okay เนาะ 好的，但是瑞幸阿龙第一的把握比安迪亚尼比多，正如对，就点变形木对龙南比多，安迪亚更新把这落地速当比巴了喏，祝大家平安。好的，但是伊们明年喏，弟弟哥巴里里，哦弟弟落他嘞，第一千年他，他查巴里里，古布比马落他的连锁嘞，他查的眼前第二昂，哥们嘛嘞，也开比巴哦。OK，好的，我们在下一个视频见，拜拜。